စစ်ကောင်စီကရခိုင်ကိုရက်ဆက်ပုံကျေခဲ့တဲ့အတွေ့အရက်သားဒါဇင်နဲ့ရှိပြီးတေဆုံနေချိန်မှာအာရခတတူအီအီကသဘောထားကြီးစွာနဲ့စစ်သုံးမန်းနဲ့မိသားစုဝင်225ယောက်ကိုပြန်လွတ်ပေးလိုက်တယ်လို့တတိယရှိပါတယ်။အဲ့ဒီ225ယောက်ဟာမိများမျိုးတိန်တိုက်ပွဲအတွင်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့စစ်သုံးမန်းမိသားစုတွေအထက်ကဖြစ်ပြီးမေလ16ရက်နေ့ကပြန်လွတ်ပေးလိုက်တာဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီကဘုံကျဲလို့ရခိုင်မှာ၃ရက်အတွင်းအရက်သားအယောက်၂၀ကျော်တေဆုံးခဲ့ရတဲ့အချိန်မှာအေအေကစစ်သုံးမန်းတွေကိုပြန်လုပေးတာဟာအလွန်သဘောရကြီးတဲ့လုပ်ရဖြစ်တယ်လို့ပြခိုင်းလူခွင့်ရေးကကွေမြင့်တင်သူများအဖွဲ့ဒါရိုက်တာဦးမြတ်ထွန်းကပြောကြားခဲ့ပါတယ်။မနေ့ကနေ့လီပိုင်းမှာအခမ်းအနားပြုလုပ်ကပြန်လုပေးလိုက်တာဖြစ်ပြီးအာရခတက်တော်တာဝန်ရှိသူတွေကသူတို့ကိုအားပေးစကားတွေပြောကြားခဲ့တာ ကားတွေနဲ့စစ်သုံးမန်းတွေတွားလို့တဲ့မင်းများမြို့နေထဲကနေရာတွေကိုလိုက်ပါပို့ဆောင်ခဲ့တယ်လို့ ULAA နဲ့နှိဆက်သူအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရီပြီးခဲ့တဲ့ April 23ရက်နေ့တကြံအကျိုးနေရာလေးမင်းများမြို့တင်တိုက်ပွဲကနေဖမ်းဆီးမိထားတဲ့စစ်သုံးမန်းနဲ့မိသားစုအယောက်190ကိုအေအေကပြန်လို့ပေးခဲ့ပါရီ